င်္ဂလာပါရှင်ကျမတို့ဖူးဦးဦးနွယ်ပါဒီဗီယူမင်တန်ကြရနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့လာရှုမှာစစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာတွေဧပြီလ16ရက်နေ့နေ့လယ်ပိုင်းကစတင်ပြီးဝင်ရောက်လာနေပြီလို့ဒေသခံတွေကပြောပါတယ်အရက်ကားတွေနဲ့ပါအများပြားဝင်ရောက်လာတာဖြစ်ပြီးရှေ့ပြေ point ကမှာတော့စစ်ကောင်စီတပ်သားတွေပါတယ်လို့လာရှုမြို့ကအမျိုးသားတယောက်ကပြောပါတယ်ရင်းနှန်းကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေလို့ယူဆရပြီး ရှေ့ဆုံးကရှေ့ပြေးလုံခြုံရေးကမှာတော့စီယူနီဖောင်းဝတ်လိုက်ပါလာတာကို တွေ့ရပါမယ်။နောက်ကကားတွေကတော့အရက်ကားတွေဖြစ်ပြီးအစီး30လောက်ရှိတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်း MNDAA တပ်ဖွဲ့တွေလည်းမြို့ထဲမှာရှိနေသေးပြီးဈေးဝယ်နေကြတော့ပဲလို့သူကဆက်ပြောပါတယ်။တောင်ကြီးမှာယာယီရုံးထိုင်နေတဲ့ရက်ဖက်နန်း CDM တွေနဲ့တခြားရုံးတွေလာရှုမှာပြောင်းလဲနေရချတော့မှာဖြစ်လို့ နောင်မွန်ဟိုရ AD တရားတွေဘက်မှနေရာယူထားတဲ့ MNDAA တပ်ဖွဲ့တွေဧပြီလကုန်ထိသာရှိနေမှာဖြစ်တယ်လို့လည်းဌာနဆိုင်ရာနဲ့နှီးဆက်သူတယောက်ကပြောပါရယ်။လာမယ့်ဧပြီလ22ရက်နေ့မှာလည်း MNDAA နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံကူမင်းမှာထပ်မံတွေ့ဆုံဖို့ရှိတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါရယ်ရှင်။အင်အားပြင်းစကိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးရတဲ့ရှီဟောင်းစီတီနဲ့အဆောက်အုံတွေကိုဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းဖို့လှုံ့ဆော်နေပါသလဲ။ အဲ့ဒီဒေတာမှနေထိုင်တဲ့ဒေတာကန်တွေအပေါ်မှာရောဘလို့တက်ရောက်မှုတွေရှိနေပါသလဲသတင်းတော့စိုးသူအောင်ကတင်ဆက်ပေးထားပါတယ်ရှင်အင်အားပြင်းငလင်ကြောင်မန္တလေးနဲ့စကိုင်းပအဝင် အမရပူရာအင်းဝပင်းရကြောက်ဆဲမင်းကွန်စင်ကူးဘတ်တွေမှာလူသေဆုံးမှုတွေရှိခဲ့တဲ့အပြင်ရှေးဟောင်းနဲ့ဘာသာရေးအဆောက်အုံထောင်ထဲရှိပျက်စီးခဲ့ရပါတယ်ငလင်လောက်ပြီးသုံးဘတ်သာကြာမြင့်ချိန်မှာတော့ထိခိုက်ပျက်စီးရတဲ့အဆောက်အုံတွေကိုစရင်ကောက်ယူနေတုံးဖြစ်တယ်လို့ ြုတ်ပြင်ထိမ့်သိမ်းမှုတွေမတိုင်ခင်မှာမိုးကျပြီးတော့ထပ်မံထိခိုက်တာမျိုးမဖြစ်ရအောင်ယာယီအမိုးကတွေပြုလုပ်နေတယ်လို့ရှေးအောင်သုတေသနဌာနညွှန်ကြားရေးမှူးဦးအောင်ကျော်က DVV ကိုပြောပါတယ်အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်းဘယ်လိုမရှိတဲ့ဖျားတွေဆိုရင်တော့မူလအလူရှင်တွေနဲ့ပြန်လဲပြုပြင်လာပြီးတော့ကျွန်တော်တို့ဒီ value နဲ့နဲ့ရှိတဲ့ဟောဒီဖျားစေကြီးတွေဆိုရင်တော့ဒါဌာနကကြီးကြပ်မှုနဲ့ဒါအများဆုံးပြုပြင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်ဗျဟို value ကြီးတဲ့ အဲကျွန်တော်တို့ဒီရှေးအောင်အဆောက်အုံတွေဆိုရင်တော့ဒီပြပြဟိုပေါ့ရှေးအောင်သူပြင်တာဌာနကပဲတာဝန်ယူပြီးတော့ဒါပြပြင်ချင်းတင်းမှုလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်စစ်ကောင်စီကဧပြီ12ရက်မှာပြုလုပ်ခဲ့တဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာတော့ငတ်လင်ကြောင်ဘာသာရေးအဆောက်အုံပေါင်း9600ကျော်ပြည့်စည်ခဲ့ရတယ်လို့ဝန်ကြီးဦးတင်ဦးလွင်ကပြောထားပါတယ်အဲ့ဒီထဲမှာဖျားစီတီ9400နှစ်စုဘုံကြီးကြောင်3840ကျောင်း သီလရှင်ကျောင်း189ကျောင်းဖရာကျောင်း90ကျောင်းပလီ136လုံးဟိန္ဒူဖရာကျောင်း26ကျောင်းတရုတ်ဘုံကျောင်းတစ်ကျောင်းပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းထဲမှာတော့ရှီဟောင်းစီတီနဲ့အဆောက်အုံ1500ကျော်ပျက်စီးခဲ့ရတာပါ။အဲ့ဒီထဲမှာအုံနဲ့တိဆောက်ထားတဲ့ကျောင်းတွေထဲမှာအကြီးဆုံးတစ်ခုဖြစ်ပြီးနှစ်ပေါင်း200ဝန်းကျင်တည်တန်းရှိတဲ့မေနုအုပ်ကျောင်းလည်းပါဝင်ခဲ့ပါတယ်။ အကုံပြိုတာကိုကြီးဈေးကြီးတွေမှန်သမျှအကုံထီးတော်တွေပြိုကြတယ်အချောင်းဆောင်ကြီးတွေမှန်သမျှခုနမ်မတော်မင်းနုအုပ်ချောင်းဆိုလို့ရှိရင်ရှင်းမျက်နှာသားလေးပဲရှိတော့တယ်ညီမတို့တို့ထမင်းအိုးကြီးပေါ့အနောက်ချမ်းတစ်ချမ်းလုံးအကုံပြိုတယ်ကိုကြီးကျွန်내မန္တလေးလို့သခိုင်းလို့ညီမလေးချက်မပြောပါဘူးကိုယ့်ထက်စိုးဝါပါတယ်ဒါပေမဲ့ညီမလေးတို့အတွက်ကြတော့ညီမလေးတို့အိမ်ပြိုရင်ပြိုသွားပါစေညီမလေးဒီကြောင်းကြီးကိုပြိုတာပို့ပြီးတော့ခံစားရတာပေါ့ညီမတို့ရဲ့ထမင်းဟင်းကိုမရှိတော့ဘူးညီမလေးတို့ခံစားရတယ် ငလင်ကြောင်ထိခိုက်ခဲ့ရတဲ့တချို့သောဖျားတွေမှာဒေသခံတွေဟာဖျားသမိုင်းကိုရှင်းပြတာမြင်းလဲမောင်းတာနဲ့ဈေးရောက်တာလိုမျိုးခီးသွားဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကင်ပြီးမိခိုစားတောက်နေကြတာဖြစ်ပါတယ်ရှေးအောင်စီတီပထိုးတွေအပြင်နှစ်ပေါင်းရာနဲ့ရှိတတန်းရှိတဲ့ပလီတီလည်းပြိုကျခဲ့ရပြီးအခုချိန်ဒီပြန်လဲတိစောက်ခွင့်တွေမကြသေးတာကြောင့်အဆင်ပြေတယ်လို့ပဲလမ်းမတွေပေါ်မှာဝတ်ပြုနေရတော့ဖြစ်ပါတယ်ရှေးအောင်သူတေသနာဌာနကတော့အခုကိစ္စတွေနဲ့ပတ်သက်လို့ ိုင်ငံတကာပညာရှင်တွေပါဝင်မဲ့အဖွဲ့တစ်ခုဖွဲ့ဖို့အထက်ကိုတင်ပြထားပြီးချိတ်ဆက်ဆောင်ရွက်နေကြောင်းပြောပါရယ်အခုငလင်ကျောင်းမြန်မာနိုင်ငံမှာလူပေါင်းထောင်နဲ့ချီတည်ဆုံခဲ့ရတယ်လို့လူနေအိမ်တွေအပါအဝင်ရှေးဟောင်းနဲ့ဘာသာရေးအဆောက်အအုံတောင်းနဲ့ချီပြက်စီးခဲ့ရပေမဲ့ဘလို့ပြန်လဲပြင်ဆင်တည်ဆောက်ကြမယ်ဆိုတာနဲ့ပတ်သက်လို့ကောကွယ်ပြပြသိရတာမရှိသေးပါဘူးကျွန်တော်စိုးသူအောင်ပါ မကွေးတိုင်းရေစကြိုမြို့နယ်တွေကိုဧပြီလ18ရက်နေ့ညနေပိုင်းကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံအမျိုးသားတယောက်သေဆုံးပြီးဖုံးကြီးចောင်းဆောင်တွေနဲ့နေအိမ်တွေပျက်စီးသွားတယ်လို့ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီကပြောပါရယ်ရေစကြိုမြို့နယ်တွေကဗလားဘရွာကိုစစ်တဲ့ Jet Fighter တစ်စီးကဘုံသုံးလုံးကျဲချခဲ့တာကြောင့်အသက်80အရွယ်အမျိုးသားတယောက်သေဆုံးပြီးနောက်ထပ်ဒေသခံ2ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ် တိုက်ပွဲဖြစ်ပွားတာမရှိသလို PDF နဲ့ Pakapha စခန်းတွေလည်းမရှိပဲစစ်တပ်ကအခုလိုလေကြောင်းကနေဘုံကျဲခဲ့တာဖြစ်ပြီးတခြားထိခိုက်ဒဏ်ရာရှိတဲ့ဒေသခံ၂ယောက်လည်းစိုးရင်ရတဲ့အခြေအနေမှာရှိတယ်လို့ရေစကြို Pakapha ရဲ့ပြန်ကြားရေးတာဝန်ခံက DVB ကိုပြောပါတယ်စစ်တပ်ရဲ့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ဗလာဘကြီးရွာကလူနေအိမ်၁၀လုံးနီးပါးပျက်စီးသွားပြီးရွာဦးဖုံးကြီးကကျောင်းဆောင်တစ်ခုမီးစက်ရုံနဲ့အုတ်တိုင်းတွေလည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ရှင် ဒီဗီယိုမြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူးဤနွယ်ပါကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်